မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လိုက်တာသူ့ရဲ့ဆွမ်းဆောင်မှုကြောင့်စီပွားရေးဥမော်လာပြီလို့ပြောနေပေမဲ့မြန်မာကျပ်ငွေတန်ဖိုးဟာဒီကနေ့မှလည်းထပ်ပြီးထိုးကျသွားတယ်လို့ဒီတွင်မှာအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်55သိန်းကျော်အထိစံချိန်ထပ်ချိုးသွားပြီဆိုပါတယ်မန္တလေးမြို့ကလင်းလဝါရွှေပဒိန်ကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဒုရဲအုပ်နဲ့အဖွဲ့ကဓမြဝင်တိုက်ပြီး ရွှေတဲ့ပစ္စည်းတွေကိုလူယူသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်မင်းအွန်လိုင်းကသူ့ရဲ့ဆွမ်းဆောင်မှုကြောင့်စီးပွားရေးဥမော်လာပြီလို့ပြောနေပေမဲ့မြန်မာကျပ်ငွေတန်ဖိုးဟာဒီကနေ့မှလည်းထပ်ပြီးထိုးကျသွားတယ်လို့ပြည်တွင်းမှာအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်55သိန်းကျော်အထိစံချိန်ထပ်ချိုးသွားပြီလို့ရန်ကုန်တိုင်းရွှေကုန်းတွေစီကနေသိရပါဗျာ ဒီနေ့မတ်လ29ရက်နေ့မနက်ပိုင်းမှာပဲပြည်တွင်းအခောက်ရွှေဈေးဟာတစ်ချက်သားကိုငွေကျပ်44သိန်းကျော်ပေါက်ဈေးရှိနေရကနေဒီကနေ့မိုးလွယ်ပိုင်းရောက်တော့အခောက်ရွှေတစ်ချက်သားကိုငွေကျပ်45သိန်းကျော်အထိစံချိန်တင်မြင့်တက်သွားတယ်ဆိုပါတယ်တစ်ဖက်မှာလည်းအမေရိကန်ဒေါ်လာပေါက်ဈေးဟာဒေါ်လာကိုငွေကျပ်3900ဝန်းကျင်မှာရှိနေပြီး လက်ရှိမြန်မာကျန်းဝေးတန်ဖိုးဟာဇက်တိုက်ကြဆင်းနေတယ်လို့ရန်ကုန်တိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကပြောထားပါတယ်။တပတ်မှာလဲမတ်လ28ရက်နေ့ကစစ်တပ်နေမှာမင်းအွန်လိုင်းရဲ့မိကွန်းပြောဆိုမှုဟာအကောင့်ဘက်ကိုဥတီတာမျိုးမရှိတဲ့အတွက်ရွှေဈေးဒေါ်လာဈေးနှုန်းတွေဟာထက်မှန်မြင့်တက်ဖို့ရှိနေပြီးစီးပွားရေးကဏ္ဍတစ်ခုလုံးကြီးမားတဲ့ဆိုးကျိုးတက်ရောက်မှုတွေဖြစ်လာနိုင်တယ်လို့လဲရန်ကုန်ရွှေကုန်းတွေကသုံးသပ်ပြောဆိုထားကြပါတယ်ခင်ဗျ။တပတ်မှာတော့ မန္တလေးမြို့ကလင်းလဝါရွှေပဒိန်ကိုအကြံဖက်စစ်ကောင်စီလောက်ခံဒုရဲအုံနဲ့အဖွဲ့ကဓမြဝင်တိုက်ပြီးရွှေတဲ့ပစ္စည်းတွေကိုလူရက်သွားတယ်လို့ရဲတရင်ရင့်မြင့်တဲ့ CCTV မှတ်တမ်းတွေအရသိရပါဗျ။မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမန္တလေးမြို့အောင်မြေတာဇန်မြို့နယ်22ရက်ကွက်သီရိမာလာအရှိတ်ရက်ကွက်သီရိရိတ်မုံအိမ်ယာမှာရှိတဲ့လင်းလဝါရွှေပဒိန်ကိုအကြံဖက်စစ်ကောင်စီလောက်ခံဒုရဲအုံနဲ့အဖွဲ့ကရောက်ရှိလာပြီး မတင်ငါတဲ့လူလာရှာတဲ့ဆိုပြီးတော့တကားဖွင့်ခိုင်းခဲ့တယ်ဆိုပါလေအဲ့ဒီနောက်တကားလည်းဖွင့်ပေးလိုက်ရောပဒိမာရှိတဲ့ရွှေတဲ့ပစ္စည်းတွေအားလုံးကိုလူရက်သွားတယ်လို့ဆိုထားပါလေမန္တလေးရဲတရင်ရင်မြစ်ကတော့ကျူးလွန်တဲ့သူတွေကိုဖမ်းဆီးဖို့ CCTV တွေကနေခြေရခံနေတယ်လို့ပြောထားသလိုမကြခင်ခြေရခံမိဖို့များတယ်လို့လည်းပြောထားပါလေဓမြတိုက်သွားတဲ့ဒုရဲအုံနဲ့အဖွဲ့ကအဖြူရောင်မတုကနဲ့ရောက်လာပြီးကားပေါ်မှာလူ၄ဦးပါတဲ့အပြင်ရဲတစိုက်ပါជីကာတွေကိုပါဝစ်ဆင်ထားပြီး တနက်အရှိအတိုတွေကိုပါကန်ဆောင်ထားတယ်လို့တနက်နှစ်ချက်ပြစ်ဖောက်သွားတယ်လို့လည်းဒေသခံတွေကပြောပါတယ်မန္တလေးမြို့နယ်ပြည်သူတချို့ကတော့ဒူရဲအုံနဲ့အဖွဲဓမြတိုက်မှုဟာအမှန်တကယ်ရဲတပ်ဖွဲ့ကဖြစ်နိုင်တယ်လို့ပြောထားတဲ့အပြင်အခုဖြစ်သွားတဲ့လင်းလဝါရွှေပဒိန်ဖြစ်စဉ်ကြောင့်ရဲနဲ့စစ်တပ်ကဓမြတိုက်နေတဲ့အခြေအနေဖြစ်နေပြီးပြည်သူတွေကတော့အကာအကွယ်မဲ့နေပြီလို့လည်းတုံ့သက်ပြောဆိုနေကြပါတယ်ခင်ဗျ တစ်ဖက်မှာတော့ရန်ကုန်တိုင်းကမြို့နယ်တွေအလိုက်စစ်မှုထမ်းရမယ်စစ်သားဥယျာဉ်ပြည်မီအောင်လှုပ်ပေးဖို့အကြမ်းဖက်စစ်တပ်ကညှွန်ကြနေပြီးစစ်မှုထမ်းဖို့စင်ခေါ်ပေမဲ့မလာရောက်ဖက်ထွက်ပြေးတဲ့သူတွေများနေတဲ့အတွက်အစားထိုးပေးဖို့ကိုပါအမိန့်ထုတ်ထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရေးမိကပြောထားပါတယ်မတ်လ28ရက်နေ့ကစစ်မှုထမ်းဖို့စင်ခေါ်ထားတဲ့သူတွေကိုစစ်စစ်မှုတွေလှုပ်တဲ့နေရာမှာတချို့လူငယ်တွေကလာရောက်တာမျိုးမရှိဘဲထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီလိုထွက်ပြေးသွားတဲ့လူငယ်တွေရဲ့နေရာမှာ ချက်ချင်းလူစားထိုးပေးဖို့ကိုပါစစ်တပ်ကအမိန့်ထုတ်ထားတဲ့အတွက်တချို့မျိုးနယ်တွေမှာလူမပြည့်လို့ဆိုပြီးလူငယ်ရှိတဲ့အိမ်တွေကိုဝင်ဆွဲဖမ်းဆီးဓာတွေလမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုလည်းပေါ်တာဆွဲသလိုဖမ်းဆီးဓာတွေပါရှိနေတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရင်းမြစ်ကပြောထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီကဧပြီလကမေလာဇန်ပိုင်းမှာစပြီးစစ်မှုထမ်းရမယ်စစ်သားတစ်အဖြစ်ခေါ်ယူမယ်လို့ပြောထားပေမဲ့လက်တွေ့မှာတော့အခုမတ်လကုန်ကတည်းကစစ်သားတစ်စုဆောင်ခေါ်ယူတာတွေအကြီးအကျယ်လှုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ တဆက်ထဲမှာပဲရန်ကုန်မြို့မြောက်ဥက္ကလာပတ်မြို့နယ်ထောက်မဲရက်ကွက်ကလူငယ်၁၀တောင်ဦးကိုဒီကနေ့မနက်ပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးပြီးစစ်သားတွေအဖြစ်ခေါ်ဆောင်သွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့မတ်လ29ရက်နေ့မနက်အစောပိုင်းမှာပဲစစ်မှုထမ်းဖို့မဲပေါက်တဲ့သူတွေကိုလာခေါ်တာလို့ပြောပြီးအကြမ်းဖက်စစ်တပ်ကမြောက်ကလပမြို့နယ်ထောက်မဲရက်ကွက်ခိုင်ရှေဝါလမ်းနဲ့ဒေါနာလမ်းကနေအိမ်တွေကိုဝင်ရောက်စစ်ဆေးပြီးလူငယ်တွေကိုဖမ်းဆီးသွားတယ်ဆိုပါတယ် ဲ့ဒီလိုအဖမ်းခံရတဲ့လူငယ်တွေဟာမဲပေါက်ထားတဲ့လူငယ်တွေမဟုတ်တဲ့အပြင်အပတ်စဉ်တစ်ဆင့်မှုထမ်းရမယ့်စရင်တဲမှာလည်းမပါဝင်ပဲလူငယ်၁၁ဦးကိုအချက်ဖက်စစ်တပ်ကစစ်သားတဲ့အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလက်ရှိမှာတော့ရက်ွက်ထဲမှာရှိတဲ့လူငယ်တွေဟာဘယ်အချိန်ဝင်ဖမ်းခံရလဲဆိုတာကိုစိုးရိမ်နေကြပြီအဖမ်းခံရတဲ့လူငယ်တွေကိုလည်းဖုန်းတုံးပြုတ်ခွင့်မပေးတော့တလို့မိသားစုကိုလည်းဆက်တွယ်ခွင့်မပေးတော့ပဲဖမ်းဆီးသွားပြီလို့ဒေသခံပြည်သူတွေကပြောထားပါလိမ့်ခင်ဗျ ဒီတခါစကိုင်းတိုင်းဘက်မှာတော့မြင်းမှုမြို့နယ်နဲ့စကိုင်းမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတက်ဆွဲထားရနေရာတွေကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေ drone နဲ့ဘုံသီးတွေဇက်တိုက်ကျဲချတိုက်ခဲ့ရမှာစေကောင်စီတပ်သား6ဦးဟာအသီးသီးသေကုန်ကြပြန်ပြီလို့ Black Eagle Defense Force MMU အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ29ရက်နေ့နဲ့28ရက်နေ့တွေမှာမြင်းမှုမြို့နယ်မုံရမန္တလေးလမ်းမမှာရှိတဲ့စစ်ကောင်စီတပ်စခန်းနဲ့စကိုင်းမြို့နယ်နုံတွင်ကျေးရွာနီးကစစ်တပ်စခန်းတွေကို တော်လန်ရစ်တပေါင်းစုတွေကနေ drone နဲ့ဘုံသီးတွေဇက်တိုက်ကြဲချတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားစုစုပေါင်း6ဦးကတော့ drone ဘုံသီးတွေဂျာမာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ Black Eagle Defense Force MMU အဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာအခုတခါတင်းသားကြီးတိုင်းဘက်မှာလေကျိုးစုမြို့နယ်ပဲ့တိုင်းရွာရမုံရွာနဲ့ရမုံမြစ်ဝတို့မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းတွေကို တော်လန်ရစ်တပေါင်းစုတွေကနေဝင်ရောက်တက်ခိုက်မှုအတွေ့စေကောင်စီတပ်ဖွဲ့ဝင်၄ဦးသေကုန်ကြပြီလို့မိတ်ခင်ပြည်သူကာကွယ်ရေးပူပေါင်းစစ်ကြောင်းနှစ်ရက်တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ28ရက်နေ့ကကျိုးစုမြို့နယ်ပဲတိုင်းရွာရမုံရွာနဲ့ရမုံမြစ်ဝတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောထီတွေကိုတော်လန်ရစ်တပေါင်းစုတွေကနေတပြိုင်တည်းဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းပြူစော့တီကောင်းဆောင်တဦးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးအဲ့ဒီဒဏ်ရာရတဲ့သူတွေကိုရေချောင်းကနေကျုံးစုစေယုံကိုပို့ထားကြတယ်လို့လဲမိခရိုင်းပြည်သူ့ကာကွယ်ပူပေါင်းစစ်ကြောင်း၂ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ